င်းတရာငွေမှားလွှဲတာကိုချက်ချင်းပြန်ပေးခဲ့ပြီးသိန်း30တုံးကငွေရေဖြောင်းသွားတဲ့ဆိုရဲသတင်းတွေပေါ်တဖက်လက်နဲ့ဖြည့်ရှင်းလာတဲ့ခိုင်နှင်းဝေပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်ပရိတာမိခင်ကြီးခိုင်နှင်းဝေကတော့အခုနောက်ပိုင်းကာလာရီမှာအရင်ကနဲ့မတူတော့ဘဲနမယ်ပြတ်တွေဇက်တိုက်ထွက်နေကြတာဖြစ်ပါတယ်ခိုင်နှင်းဝေဟာအလှငွေတွေကိုအလှရှင်နဲ့လှူတဲ့လောက်လိုအပ်တဲ့သူတွေစီပြန်မလှူဘဲငွေရေဖြောင်းထားတဲ့ဆိုရဲသတင်းတွေထွက်ပေါ်နေခဲ့ပြီးအလှငွေမှားလွှဲရင်လည်းပြန်မပေးတတ်သူဖြစ်နမယ်ကြီးနေကြတာပေါ့ ပြီးခဲ့တဲ့တလောပိုင်းမှာဆိုရင်ခိုင်နှင်းဝေကြရမှာလှူဒန်းနေကြအလှရှင်တူကခိုင်နှင်းဝေစီငွေကျပ်330ကိုမှားလွှဲမိခဲ့တာဖြစ်ပါတယ်။ဒါကိုအလှရှင်ဘက်ကသက်သေမှတ်တမ်းတင်နေတကွာပြန်တောင်းပေမဲ့လချီတဲ့အထိခိုင်နှင်းဝေတို့ဘက်ကပြန်မပေးခဲ့ပါဘူး။ အလူရှင်ကိုတိုင်းမလာတာနဲ့လူတန်းသူအကောက်ပိုင်ရှင်မတူတာတွေကိုအချောင်းပြပြီးဒိန်း30ကိုမပေးဘဲစန့်ချာနေခဲ့ရပါအောင် ရုံးဌာနတွင်နေတောင်ဆက်သွယ်ပြောရတဲ့အထိဖြစ်လာတဲ့အတွက်အလူရှင်ဘက်ကနောက်ဆုံးမှာတော့လက်လျှော့လိုက်ရပါတယ်ဒီပြဿနာကလိုင်းမော်မှာဟိုလေးကြော်ကြော်ဖြစ်သွားပြီးခိုင်နေဝေကလည်းအတော်ကိုဝေဖန်ခံခဲ့ရတာပါအောင်ခိုင်နေဝေကအလူငွေတွေလည်းဖြောင်တက်သလိုအလူငွေမဟုတ်တဲ့ငွေတွေပါဘတ်သွားတယ်ဆိုတဲ့နမည်ဆိုးတွေဇက်တိုက်ထွက်ပေါ်ခဲ့ရပါတယ်ခိုင်နေဝေအနေနဲ့ဒီပြဿနာတွေကိုအဲ့ဒီအချိန်ကတော့ post တင်ဖြေရှင်းခဲ့ပေမဲ့နောက်ပိုင်းမှာတော့ခိုင်နေဝေဘက်ကဘာမှတုံ့ပြန်တာမျိုး မရှိဘဲ brighter အလုပ်တွေသာဆက်လုပ်နေခဲ့ရပါမယ်။ဒါပေမဲ့ဒီရပိုင်းမှာတော့ခန်းနေဝေကအကြောင်းတိုက်ဆိုင်လာတာကြောင့်သူ့ရဲ့နာမည်ပြကိစ္စတွေကိုတစ်ဖက်လက်နဲ့တော်ဝိုက်ဖြေရှင်းလာခဲ့တာပေါ့။ခန်းနေဝေရဲ့ brighter ကိဟာကိုပတ်စံမှောက်လွှဲမိတဲ့ပြဿနာတွေကမကြာခဏကြုံတွေ့နေရတာဖြစ်ကောင်းအခုခါမှလည်းဘကိုးတိုင်းဒေသကြီးညောင်လေးပင်မြို့မြို့မ9ရက်သူခမိန်လန်းနေကထွေးဆန်ဆိုင်ကခန်းနေဝေကိဟာကိုငွေကျပ်300မှောက်လွှဲမိခဲ့တာဖြစ်ပါတယ်။ထွေးဆန်ဆိုင်ကမိသားစုကလည်းခန်းနေဝေကိုယုံကြည်လေးစားသူတွေဖြစ်တာကြောင့်ဂေဟာမလူတန်းနေကြဖြစ်ပြီး ငလင်းဘေးတော့ကလည်းငွေကျပ်6သိန်းကိုလှူထမ်းပေးခဲ့ဘူးတာဖြစ်ပါတယ် ငလျင်ဘေးအတွက်လူတန်းငွေကိုလေးလပိုင်းအစကလူတန်းခဲ့တာဖြစ်ပြီးအခုလိုမှားလွဲတာကတော့လေးလပိုင်းကုန်လောက်မှာမှားလွဲမိခဲ့တာပေါ့အရင်ငွေလွဲပူးတဲ့မှတ်တမ်းအဟောင်းရှိထားတာကြောင့်ထွေးဆန်ဆိုင်ကလည်းခိုင်နေဝေစီကိုမှားလွဲမိခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့မှားလွဲမိတဲ့ပြဿနာကိုငွေလွဲသူပိုင်ရှင်အတီကြီးကနှစ်လအကြာမှပဲသိရှိခဲ့ရပြီးတိတိချင်းခိုင်နေဝေတို့စီဆက်သွယ်လာခဲ့တာပဲဖြစ်ပါတယ်ခိုင်နေဝေတို့ဘက်ကလည်းလိုအပ်တာတွေကိုစီစစ်ခဲ့ပြီးအချက်လက်တွေကမှန်ကန်နေတာကြောင့်ပိုင်ရှင်ဆက်သွယ်ပြီးတပတ်အကြာမှပဲတိတိယလုံးကိုပြန်လဲထုတ်ပေးခဲ့ပါတယ်ပြန် န်ထုတ်ပေးစင်မှာတော့ခိုင်နှင်းဝေကလိမ့်လဲဒါရီမဖြစ်ပေါ်စေဖို့ပိုင်ရှင်ကိုယ်တိုင်လာရောက်ထွက်ယူရမယ်ဆိုတဲ့စေကံချက်ကိုလည်းသတ်မှတ်ထားတာပါ။ဒါကြောင့်ထွေးဆန်ဆိုင်ကပိုင်ရှင်အတေကြီးကိုယ်တိုင်ဂေဟာမှာတွားရောက်ထွက်ယူခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကိုခိုင်နင်းဝေကသူ့ရဲ့အကောင့်မှာ post တင်ထားခဲ့ပြီးတချင်က330ကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေအပေါင်းတွယ်ဝိုက်ဖြည့်ရှင်းလာတာမျိုးဖြစ်ပါတယ်။ခိုင်နင်းဝေက post တဲမှာအချက်လက်မှတ်ကဏ္ဍမလို့တပတ်တွင် ထုတ်ပေးတယ်ဆိုတာရေးသားထားတာဖြစ်ပြီးအရင်330တုန်းကလိုအပ်ချက်တွေရှိနေတာကြောင့်သာထုတ်မပေးတာမျိုးကိုတပတ်လနဲ့ဖြည့်ရှင်းခဲ့တာပါ။ခိုင်နင်းဝေရဲ့ပြည်သက်တွေကတော့အခုလို post ကြောင့်ယုံကြည်လေးစားစရာအမျိုးသမီးဖြစ်ကြောင်းထုတ်ဖော်ချီးကျူးလာကြပြီးဝေဖန်နေသူတွေကိုသာလစ်လို့ရှုထားဖို့အကြံပေးလာကြတာဖြစ်ပါတယ်။ အလူငွေတွေကိုဖြောင်းထားတယ်ဆိုတဲ့နာမည်ပြတ်တွေကိုတွယ်ဝိုက်ဖြေရှင်းဖို့ငွေမှားလွဲတဲ့အသိတရားပြန်ပေးတဲ့အကြောင်း post တင်လာခဲ့တဲ့ခိုင်နေဝင်တဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခွဲကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ